ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်သုဒ္ဓရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဗျာမွေးနေ့ဓမ္မတိလက်ဆောင်ကဏ္ဍကို ျွန်တော်ဂျုံဝင်းစော်တုံးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာကြာရောက်တဲ့ဝင်းနေရှင်ညကတော့မိုးကောင်းမြို့မှာမရွှေတင်ရွှေဘုံမြို့မှာတပ်ပနီတီလီမြင်မမော်မြို့မှာစိုးအီအီဖြူချွေညောင်မြို့မှာနန်းဆိုင်ထွန်းရန်ကုန်မြို့မှာ မောင်မြတ်မူတန်ရိုက်ကော်မြို့မှာစူဇန်ချုံ ပြင်းဦးလွယ်မှစလိုင်းစော်လင်ခြောင်းမှမအေးခိုင်လက်ရှုမှနဒီရွယ်ပျော်စောမြုံနယ်မှမရွှေစကားညောင်ဝဲမှဥလာတောင်မန္တလေးအမရပူရာမှမိုက်ကယ်ကိုကိုကျော်တို့ပဲဖြစ်ပါတယ်ဒီကနေ့စက်တေမာလာ29ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များတောင်းဆိုထားကြသူများကြည့်ရှုနာစဉ်အပေးနေသူများအားလုံးပေါ်အဖာ ဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတူ၍ခံစားရပါစေကြောင်းအဆက်တမတရားမြမပိုင်းစီတီမှဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထောင်းကနေစုမုံကောင်းတောင်ပေဤတေးတန်ရှင်နန်းဆွတ်ဆွဆန်တိဆူထားတဲ့မြမြတတာဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ် ဆက်ချော်ခြင်းများကိုဒါနာပနုမနေရှင်ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး16ခန်းငယ်19မှာ30တဲ့တိုင်းတခါကခရမ်းရောင်ပိတ်ချောတယ်များကိုမစင်တဲ့စားပွဲတော်ကိုနေ့စဉ်ခန်းနာစွာကျင်ပါ၍စည်းစိမ်ခံစားတတ်သောတစ်ထည့်တူရှိသူ၏အိမ်တကားအနည်းတွင်ဘာသလူအမည်ရှိသောပဇောင်းစားတယောက်စီအနာစိမ်းများနှင့်ဘုံလုံးပြည့်နေလျက်ဆဲလျောင်းနေ၏ သူဒီတထိပ်ဤစပွဲမှာကြာသည့်အစားစာပိုက်စာများကို စားခွင့်ရရန်အလိုရှိခဲ့၏။ထို့အပြင်ခွဲတို့စီလည်းလာ၍သူ၏အနာစိမ်းများကိုရှက်ကြ၏။ထိုတရောင်းသားထိတ်ဆုံသောအခါကောင်းငယ်တမန်တို့သည် သူအားအဖန်ဤရင်ဝင်သို့တည်ဆောက်သွားကြ၏။တထိပ်စီလည်းထိတ်ဆုံ၍ကြိုချင်းခံရ၏။သူသည်မရဏနိုင်ငံ၌ပြင်းထန်စွာခံစားနေရစဉ်ချက်သို့မော်ကြည့်လျက် အဝိ၌ပါပဟံကို၎င်းပါပဟံအင်ွယ်၌ဒါဇလုကို၎င်းမြည်ရလေသောကာသူကဥအပပါပဟံအကျွန်ုပ်ကိုစနားတော်မူပါကျွန်ုပ်ဒီဤမီလီယံတဲ၌ပြင်းထန်စွာခံစားနေရပါသောကြောင့်ဒါဇလုစီသူ၏လက်ချောင်းများကိုရေတွင်နှိမ့်၍အကျွန်ုပ်၏ရှာပေါ်သို့အေးမြစေခြင်းကသူကိုဆင်းရဲတော်မူပါဟုပေါ်ဟိသနာခံလေ၏သို့သောအဘဟံကအတာတင့်အား အသက်ရှင်တဲ့အခါကစီးစိမ်ချမ်းသာခံစားရသည့်ကိုယ်တော်ရာဇရုစီကဆင်းရဲဒုက္ခခံရသည့်ကိုယ်တော်စီးရသလိုယခုခါမူသူသည်နှစ်သိမ့်ခြင်းခံရ၍သင်သည်ပြင်းထန်စွာတန်ခံရပြီထို့အပြင်မတို့နှင့်သင်တို့အကြတွင်နှဆိုင်သောကြောက်ကြီးတစ်ခုကိုထားရှိသည်ဖြစ်၍ဤနေရာမှသင်တို့ဘက်သို့၎င်းသင်တို့နေရာမှမတို့ဘက်သို့၎င်းခုပြတ်လိုသူတို့စီ အတက်နိုင်ကြဘူးပြန်ပြောလေထောကာသူကအဖဤသို့ဖြစ်ရင်ဒါဇလူအားကျွန်ုပ်၏အဖအိမ်သို့ဆင်လွတ်ပါရန်တောင်းပန်လေသည်အကြောင်းမူကားကျွန်ုပ်၌ဒီငါးယောက်ရှိ၍သူတို့စီလေဒဏ်ခံရမည်ဒီအရက်တို့အရောက်စေခြင်းမှာဒါဇလူစီသူတို့ကိုသတိပေးနိုင်ပါသလိုဟုဆိုရင်တို့ရတွင်အဘန်ကသူတို့၌မိုးဆယ်နှင့်ပရောဖက်များရှိကြ၏ထိုသူတို့၏စကားကိုသူတို့ နားထောင်ကြပါစေဆိုရင်ထိုအခါသူကထိုးထိုးမဟုတ်ပါဖာအာဘံတေလွန်ပြီးတော့သူတို့ကဲမှတယောက်ဒီသူတို့ထံသို့သွားလင်မှု သူတို့ဒီနောက်ထပ်ရပါလိမ့်မည်ဟုပြန်ဆိုလေအာဘံကလည်းသူတို့ဒီမိုးဆက်နှင့်ပရောဖက်တို့ဤစကားကို နားမထောင်လေတေလွန်တော့သူတို့ကဲမှအစုံတယောက်ထမြောက်တော်လေသူတို့ယုံကြည်ကြလိမ့်မည်ဟောဟု၍သူအားသူသည်ဟုမိန့်တော်မူ၏ မိတိကယေရှုခရစ်သည်ဤမြတ်သောဧဝံဂေလိတရားတော်ပဲသည်။ ချစ်လှစွာသောညီအကိုမောင်နှမပေါင်းတို့ဒီနေ့တာမန်ကာလ26ကြိမ်မြောက်ကျွန်တော်အနေနဲ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး16အခန်းငယ်19မှ30အထိဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အခုတနုံနေနေကငူရင်ကျမ်းစာတွေကိုလက်တင်ဘာသာနဲ့ဘာသာပြန်ပြီးတဲ့စိန်ဂျေရုံးရဲ့ပွဲနဲ့အနည်းဆုံးတနုံနေဖြစ်လို့ Bible Sunday ကျမ်းစာတော်များတနုံနေအဖြစ် ကျင်းပစေပါတယ်စင်ကာပူနဲ့မလေးရှားမှာတော့ဒီနေ့တနုံးနေနေ့ကိုမိုက်ဂရန့်ဆန်ဒီရွှေပြောင်းနေထိုင်သူများမိမိအိမ်ကိုဆွန့်ခွာ နေရတဲ့သူများရဲ့တနုံးနေနေ့အဖြစ်ကျင်းပကြပါတယ်နေရတော်တော်များများမှာမိမိနေရဆွန့်ခွာပြီးစစ်ဘေးရှောင်ငလင်းဘေးရှောင်ဒုက္ခတွေတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေပါတယ်ယနေ့ဘုန်းကြီးဖတ်သွားတဲ့ရှင်လူကာအေးဝင်ဂလိကျမ်းစာမှာ တထေးကြီးနဲ့သံတောင်းစားလာစရူအကြောင်းကြားနာရပါတယ်။တထေးကြီးကဘာကြောင့်ငရဲရောက်တာလဲ။ကူညီသင့်တဲ့လူကို မကူညီလို့ဖြစ်ပါတယ်။ချမ်းသာလို့ငရဲကြတာမဟုတ်ဘူး။စိန်ကြကြနေလို့ငရဲကြတာမဟုတ်ဘူး။သူ့အိမ်ရှေ့မှာ သူ့မြင်းနေတဲ့သံတောင်းစားကို မကူညီဘူး။အဲ့ဒီသရောင်စားကို ထမင်းကျွေးလိုက်လို့တထီးကြီးဆင်းရဲသွားမှာမို့လို့လားတော်တော်နေနိုင်တဲ့တထီးကြီးပဲ တရုံးစားသူ့ဟာသူဆင်းရဲတာငါနဲ့ဘာဆိုင်လဲငါလုတာမှမဟုတ်တာငါကအနေသားကြီးပဲလို့သူယူဆလို့ဖြစ်မှာပေါ့ယနေ့ဖတ်ရတဲ့ပထမကျမ်းစာ Prophet Amos ရေးထားတာကဇီအုံမြို့မှာကိုဣသရေလလူတွေတက်တောင့်တက်တာနဲ့ဇင်ကြနေလိုက်ကြတာစားကောင်းတောက်ကောင်းတွေနဲ့တီးတန်တာဖြော်ပြရေးတွေနဲ့ကိုကိုကိုအလှပချေတာပြီးနေနေလိုက်ကြတာ ိုလူမျိုးဣဇရဲလူမျိုးတွေရဲ့မြောက်ပိုင်းဒေသယိုးဇက်ရဲ့ပျက်စီးဆုံးရှုံးမှုအတွက်ဝါမနေကြဘူးဣဇရဲပြည်ရဲ့မြောက်ပိုင်းကိုယိုးဇက်လို့ခေါ်ကြတယ်အဲ့လိုကိုနေမီပါသွားတာတောင်းကျန်ဒေသကဘာမှဝါမနေကြဘူးငါတို့နဲ့အနေသာကြီးပဲဆိုပြီးလစ်လူရှုထားကြတယ်အပျော်အပါမပြက်ဘူးကျွန်တော်တို့လည်းသူတစ်ပါးဒုက္ခရောက်တာစစ်ဘေးရှောင်အနေနဲ့ရောက်လာတာကို ငါနဲ့ပါဆိုင်လဲအနေသာကြီးပဲလို့ထင်ရင်တော့သင်ဟာယေရှုဖျားရှင်ယနေ့မိန့်တော်မူတဲ့ဥပမာပုံရင်တဲကတထေးကြီးလိုပဲငရဲမှာဏီကုန်းချိုးရလိမ့်မယ်။စင်ရဲလူပဲဖြစ်ဖြစ်ကို့ဒေတာမှာနေမဖြစ်တော့လူပဲဖြစ်ဖြစ်ကို့အိမ်ကိုစွန့်ခွာလာကြတဲ့ဒုက္ခကိုစဉ်းစားကြည့်ပါ။သူတို့ခြေရတဲ့သူတွေနဲ့ဝေးရပြီ။သူ့ကိုယ်ပိုင်ဘာပစ္စည်းများများဆဆများတည်ယူနိုင်ခဲ့လို့လေ။ တချို့များအဝတ်တထဲကိုတစ်ခုနဲ့ထွက်ပြေးလာရတာဘယ်လိုအသက်ဆက်ရတော့မလဲသူတို့ဘဝဆက်ပြီးလုံခြုံပါမလားမသေးကြဘူးရောင်းစားခံရမှာလားရရအလို့ဝင်လို့ရင်းနဲ့ခေါင်းပုတ်ဖြတ်ခံရမှာလားမလို့လေငတ်သေးုံရှိတော့မှာပဲရောက်ရရက်ကလူတွေကကြည်ပြူပါမလားငါတို့စစ်ဘေးရှောင်းနေရောက်လာလို့အခုလူလူနေထူထပ်သွားပြီ စားစရာတွေရှားသွားပြီအလုတ်ကိုင်းတွေရှားသွားပြီလို့သူတို့ကပဲညှင်းညူနေကြမလားပဲရှင်မာတေဥကျမ်းအခန်းကြီး25မှာယေရှုဖះရှင်ကငါသည်ဒဇိန်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ငါကိုပြူငါစွာကြိုးဆူကြ၏ငါဖျားနာသောအခါငါစားစရာမရှိတဲ့အခါငါကိုကူညီကြ၏လို့မိန့်တော်မူထားပါတယ်ဒါကြောင့်ကိုယ်အိမ်ဆွန့်ခွာလာကြတဲ့သူတွေရဲ့ဒုက္ခကို ကျွန်တော်တို့အနေနဲ့လစ်လျူရှုမထားနိုင်ဘူးသူတို့ကိုမကူညီပဲနေရင် ကျွန်တော်တို့မှာအပြည့်မကင်းဘူးဥပမာပုံမြင်တဲ့ကတထေးကြီးကိုကြည့်ပါလားတထေးကြီးငရဲကြတယ်ဆိုတာပုံမြင်သက်သက်မဟုတ်ဘူးနော်ယေရှုဖះရှင်ကိုတော်တိုင်းမိန့်တော်မူထားတာဖះကိုတိုင်းမိန့်တော်မူထားတာက ပုံမြင်သက်သက်အဖြစ်နဲ့လက်ခံလို့မရဘူးဒါဟာခရိယဝါဒဖြစ်တယ်လူချင်းဝေဖြစ်တယ် သင်ဘဲပါတာပဲကိုးကွယ်ကိုးကွယ်သင်အော်တာပစိတ်အတိုင်းဖျားသခင်ကသင်ကိုတရားစီရင်မှာပဲယေရှုဖျားရှင်ကိုတော်တိုင်ကလည်းသူတစ်ပါးတိုင်ပြီးပြီပကို ထွက်ပြေးကြရတယ်မဟုတ်ဘူးလားကျွန်တော်တို့ကဖျားရဲ့လူတွေဖြစ်တယ်အကျင့်သီလပါရမီတွေကျင့်ကြံစောက်တည်စရာလိုတယ်တချို့ကဒုက္ခရောက်တဲ့လူတွေကို မကြည်ပြူးခြင်းကြဘူးဘာပါရမီမှမရှိတဲ့ခရိယာတွေပဲ တချို့ဒုက္ခသည်တွေကဘုံကြီးเจ้าစစ်ဆဲเจ้าတွေမှာလားခိုလုံရင် တချို့ဘုံကြီးစစ်ဆဲတွေကစီကြီးကားကြီးနဲ့အမျိုးမျိုးထားကြတယ်ငေါက်ငန်းကြတယ်တန်အောင်ခိုင်းကြနဲ့ရှက်စရာကောင်းပါလေအလုံးမလုံးရင်ထမင်းမကြွေးဘူးလို့ငေါက်တဲ့စစ်ဆဲတောင်ကြားဘူးပါသေးတယ်ဒါကြောင့်ဘေးဒုက္ခရောက်တဲ့သူတွေကခရိယာเจ้าဆိုမသွားကျင်ကြဘူးဘုရားဘာသာဘုံကြီးเจ้าကိုပဲသွားကျင်ကြတာပါ ျွန်တော်တို့ပါရမီတွေကျင့်ကြံစရာအများကြီးလိုပါသေးတယ်။ဘာပါရမီတွေလဲ။ရှင်ပေါလုပြောထားတဲ့ပါရမီတွေပေါ့။နားထောင်ကြည့်။ဒီနေ့ဖတ်သွားတဲ့ဒုတိယကျမ်းစာမှာရှင်ပေါလုက"အိုဖျားသခင်၏လူ၊သင်မူကားဖြောင့်မတ်ခြင်း၊ဖျားတရားကြည်ညိုခြင်း၊ယုံကြည်ခြင်း၊ချစ်ခြင်းမေတ္တာ၊သီခံခြင်း၊နှူးညံ့သိမ်မွေ့ခြင်းစသည်တို့ကိုရည်မှန်း၍ကျင့်ကြံပါလော"ယုံကြည်ခြင်းအတွက်ကောင်းသောတိုက်ပွဲကိုဆင်နွှဲ၍ ထာဝရအသက်ကိုရယူပါလောဒီလိုကိုယ်ဘေးပါဝိညာဉ်မှာရှိတဲ့ဒုက္ခတွေကို ကြည့်ရှုတာက ခရစ်တော်ကိုတည်တည်ခံရရောက်ပါတယ်ပါရမီတွေကျင့်ကြံရရောက်ပါတယ်သရောင်စားလာစရူကကောင်းငွေဘုံရောက်ပြီးတထေးကြီးကငရဲရောက်တဲ့အခါတထေးကြီးကလောကမှာအသက်ရှင်ကြံရစ်တဲ့သူ့ညီ၅ယောက်စီကို လာစရူကိုဆစ်လွတ်ပြီးဟောပြောတည်တည်ခံခိုင်းပြီးဖို့အကူအညီတောင်းပါတယ် ဒါပေမဲ့အာဗြဟံကလာဇရုသွားစရာမလိုပါဘူးတဲ့ခမည်းကြီး၅ယောက်ကိုတရားဟောပြောပေးမယ်တရားဟောစရာတွေအများကြီးရှိပါတယ်တဲ့ဒါပေမဲ့တထေးကြီးရဲ့အကြံအစီကတရောင်စားလာဇရုသေသွားတာကိုသိကြတဲ့သူ့ညီ၅ယောက်ကအခုတရောင်စားလာဇရုတေရာကပြန်ရှင်လာတာကိုတအံတောဖြည့်ပြီးတော့ဖះကိုယုံကြည်လာမယ်လို့ထင်လို့လာဇရုကိုယ်တိုင်ကို စေလွတ်ပေးစေချင်တာပါဒါပေမဲ့အာဗြဟံကမထင်နဲ့မထင်နဲ့တရားဟောတဲ့သူတွေဟောပြောတာကိုတောင်းနားမထောင်ချင်တဲ့လူတွေကအခုတရောင်းစားသေးရာကပြန်ရှင်လာတာကိုလေယုံမှမဟုတ်ပါဘူးကွာတဲ့အာဗြဟံပြန်ပြောတာကိုတတိကြီးကသဘောတူခြင်းမှတူမှာပါလောကမှာတရားဟောဆရာတွေဒီလောက်ပေါ်တာကိုတောင်းနားမထောင်ချင်တဲ့လူတွေကသေးရာကပြန်ရှင်လာတာကိုလေ ယုံမှာမဟုတ်ဘူးတဲ့အဲ့ဒါသဘောတူကြလားကျွန်တော်ကတော့သိသဘောတူတယ်အာဗရာဟံပြောတာကိုသဘောတူတယ်တည်တဲ့လူက ပြန်ရှင်းလာတဲ့တကူကို သူတို့မြင်ရင်လဲပြောင်းလဲမှာမဟုတ်ဘူးတဲ့မှန်တယ်လေအခုကြည့်ပါလားထူစားတဲ့တကူတွေကျွန်တော်တို့ဘေးမှာရှိနေတာပဲဥပမာဒံရတော်၅ချက်ရတဲ့ Father PO သူ့အလောင်းကနှစ်ပေါင်းများစွာကြာပြီးပုတ်ဆွေးမသွားဘူး ဒီလောက်တောင်ထူဆန်းတာတွေဖြစ်နေတာဒါလက်တွေ့မြင်နေတာပဲလေဒါပေမဲ့ဘယ်သူပြောင်းလဲလို့တို့ဟိုတနေ့ကယဟန္တာတင်မြောက်လိုက်တဲ့အသက်20တာရှိသေးတဲ့လူငယ်ယဟန္တာကာလုသူ့အလောင်းက ပုတ်မသွားဘူးအဲ့ဒါတကဘာလုံးမြင်နေတာပဲဒါပေမဲ့ဘယ်သူပြောင်းလဲလာလို့လဲဒီလိုပဲတထေးကြီးရဲ့ညီ၅ယောက်ကလည်းတေယာမပြန်ရှင်လာတဲ့သံတောင်းစားကိုမြင်ပြီးတော့ ြောင်းလဲလာမယ်ထင်သလားကျွန်တော်တော့မထင်နားဆင်သူအားလုံးအပေါ်ဖျားသခင်ကောင်းကြီးမင်္ဂလာများခံစားကြကြပါစေတဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာအိုတနာကယုနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမီတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏ သားသမီးတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှန်အန္တရာယ်ဘေးများကြားမှာဘုရောရှင်တနာပြုနာတော်ဖြင့်ထူမပေးတော်မူပါသားသမီးတို့သည်ခွန်အားကုန်ခမ်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ဘုရောရှင်မှ လွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သားသမီးတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသားသမီးများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသားသမီးတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်း ိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောစုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကို ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ကြမ်းကြက်ကိုစင်ကလုံးတွင်း၍ကဲဆဲပြေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းကြီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနဲ့တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများကြံရှိနေပါလျင် ကိုရောရှင်ဤတနာကိယနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတာယာဝါပြောသောနိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျာအာမင်အာမင် ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတန်လွင့်လုပ်ပြီးပါသည်။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။